ဒီ review ရှင်တွေကိုကုညီထောက်ပံ့မိတာကတော့ Pro AV Shop ပဲဖြစ်ပါတယ် Pro AV Shop မှာဆိုရင်တော့ကျွန်တော်တို့ second hand ပဲဝယ် brand new ပဲဝယ်ယုံကြည်စိတ်ကြတာဝယ်ယူအားပေးလို့ရပါတယ် after sale service တွေလည်းကောင်းတာဖြစ်တဲ့အတွက်တစ်ချက်သွားကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီနေ့ video ကတော့ကျွန်တော် Mytech မြန်မာမှာအများဆုံးတောင်းဆိုထားတဲ့ Redmi K80 Pro နဲ့ Xiaomi CV5 Pro ရဲ့ comparison video ပေါ့နော်ဒီနေ့ video ကတော့အရင်ကြီးရှိရှိဝေးမဟုတ်ပဲနဲ့လိုရေးတူရှင် TTP မိအကြောင်းအရာတွေပဲပြောပေးသွားမယ် โอเคဆက်လိုက်အောင်ဒီဖုန်းနှလုံးရဲ့အသေးစိတ် specification အကြောင်းကိုတော့ကျွန်တော်ထပ်ပြီးတော့မပြောချင်တော့ဘူးပြောရလဲအားပေါက်နေဘာလို့လဲဆိုတော့ရှေ့မှာ DCB5 Pro review တွေ OK D Pro review တွေ comparison တွေအများကြီးပြောခဲ့ပြီးပြီဆိုတော့အဲသူတို့ရဲ့မတူညီတဲ့ specification လေးတွေကတော့ကျွန်တော်တို့အနောက်ဗီဒီယိုမှာလည်းထည့်ထားပေးတယ်ဒါမှမဟုတ်ကျွန်တော်တို့ဗီဒီယိုတွေမှာမပြည့်စုံဘူးဆိုရင်ကျွန်တော်တို့ဒါဒူတိုင်းကြည့်နေကြ GSM Arena မှာလည်းသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဖုန်းနှလုံးရဲ့အဓိကကွာခြားချက်လူတွေပို့ပြီးတော့စိတ်ဝင်စားမယ်လို့ထင်တယ် ကင်မရာဘိုင်းကြောင့်အဓိကအသားပေးပြီးပြောချင်တာပြီးတော့ဒီကောင်လေးရဲ့ gaming comparison ပါညာနဲ့နည်းပါးပါးလောက်ထည့်ပြီးတော့ပြောမယ်မို့လားဆိုတော့ဒီလောက်ပဲ okay ကင်မရာဘိုင်းကနေစပြီးတော့ပြောရမယ်ဆိုရင်တော့လေကျွန်တော်ပြောတာမှားပါတယ်ဒါကင်မရာဘိုင်းနဲ့ပတ်သက်ရင် KD Pro ကို CP5 Pro ထက်ကျော်ပြီးတော့ဝယ်ရကောင်းမယ်လို့ပြောတာကျွန်တော်ပြောတာမှားသွားတယ်ဘာဖြစ်လို့လဲဆိုတော့ကင်မရာမှာက CV က CV ပါပဲ အဲ့လိုပြောဆို KD Pro ကမကောင်းတာလားဆိုရင်တော့လည်းမဟုတ်ဘူးဒါပေမဲ့ဒီကောင်ကလုံးဝအားနေတဲ့နေရာတစ်ခုရှိတယ်ဒီ delay တွေဘာတွေလဲအတူတူပဲကျွန်တော်တို့ဒါ optical zone တွေဘာတွေလမ်းဆွဲမယ်ဆိုရင်လည်း range ရောက်တာတွေရောကျွန်တော်တို့ဘယ်လိုပြောရမလဲ contrast ယူတာတွေအစအကုန်လုံးအတူတူပဲ lighter color ဖြစ်တာနဲ့မဖြစ်တာပဲကွာတယ်ပေါ့နော်ဒီမှာဘာထူးသန်းတာသွားတွေ့လဲဆိုရင်တော့လေဒီဘက်က KD Pro က1 tone ဘက်ကိုသွားပြီးတော့ဒီဘက်က CV က ခူးသုံးဘက်ကိုပို့ပြီးတော့သွားတယ်ဗျပြီးွားရင်တကွာလိုက်ကာဖြစ်တဲ့အတွက် contract တွေပိုင်းလဲပို့ပြီးတော့များတာပေါ့ဒါပေမဲ့ဒီဘက်က KAD Pro မှာကျွန်တော်လုံးဝမျက်နှာလွဲထားလို့မရတဲ့အားနေချက်နေရာတခုသွားပြီးတော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော် selfie မှာပဲဖြစ်ဖြစ်ကျွန်တော် main camera မှာပဲဖြစ်ဖြစ်အနောက်ကနေပြီးတော့ backlight တခုပေါ့နော် backlight ကြီးတခုလင်းနေပြီဆိုရင်ဒီကောင်ရဲ့ဟို AI ကအဲ့ backlight ကြီးကိုမလျှော့ပေးနိုင်တိလျှော့တော့လျှော့ပေးတယ်ဒါပေမဲ့လုံးဝအရင်တုန်းက Redmi phone အစုပ်တွေမှာလျှော့ပေးသလိုမျိုးပဲလျှော့ပေးရတယ် အဲဒါကြီးကတော်တော်ကြီးကိုဆိုးတဲ့အားနေချက်တစ်ခုဖြစ်နေရပါတော့အခုကျွန်တော်ပြထားတဲ့ပုံတွေကိုကြီးလိုက်မယ်ဆိုရင်ဒါကျွန်တော်မှန်တွေကိုလုံးဝတီရှူးလေးနဲ့တေးသေးချာချာတုပ်ပြီးတော့အဲလုံးဝတေးသေးချာချာတေးသေးချာချာဆိုတာလုံးဝဟိုအော်တိုမုတ်အော်တိုမုတ်ဆိုပေးမယ် brightness တွေပါတေးချာချိန်ပြီးတော့ရိုက်ထားပေးတဲ့ပုံကိုမှမသိရင်ဟို Redmi မှာသိရမလားဖုံမဲ့ကန်နေသလိုလိုလက်စီတွေပဲပေးနေသလိုလိုအဲကျွန်တော်ပဲဟိုနောက်က backlit ကြီးကိုသိရမလား brightness ကြီးတင်ပြီးတော့ရိုက်ထားသလိုလိုဖြစ်နေတာ တကယ်တမ်းကကျတော့နှစ်ကောင်လုံးကျွန်တော်အော်တိုမုန်းတွေပဲရိုက်တာကောင်ကဒီဘက်က CB5 Pro ရဲ့ပုံထွက်ကသူ့ AI ကအော်တိုလုပ်ပေးလိုက်တာဖြစ်တဲ့အတွက်အခုဒီမျိုးလတ်တာပတ်တာပုံလေးဖြစ်သွားတယ်။ Redmi မှာကျတော့အခုလိုမျိုးရုပ်ဆိုးဆိုး budget phone လုံးဝနေလာတဲ့ look ကြီးကိုရစေရပါတော့။နောက်ထပ် quality check ကဘာသွားတွေ့လဲဆိုရင်တော့ selfie မှာပေါ့နော်။ selfie ကကျတော့ CB5 Pro ကပိုကောင်းတယ်ဆိုပေမဲ့လက်တချို့နေရာတွေမှာဒါကျွန်တော်ကောင်းရဲ့ review video မှာပြောခဲ့သလိုပဲသူ့ရဲ့ selfie ကတချို့နေရာမှာမလိုအပ်ပဲသွားပြီးတော့ပြင်တယ်။အဲ့သွားပြီးတော့ပြင်တယ်ဆိုရင်ကျွန်တော်တို့ artificial sun ဝါတယ်။ အဲ့ဒီနေရာကလွဲရင်ကြံတဲ့နေရာတွေမှာကကြတော့ DKD process fee တက်ပို့ပြီးတော့သဘောကျစရာကောင်းတယ်ဒါပေမဲ့တော့တကယ်တမ်းမှာเนาะပြောရမယ်ဆိုရင်တော့ balance ပို့ဖြစ်တာကဒီဘက်က KD process fee ကကြတော့ဒါတော့ဘယ်လိုမျိုးပြောရမလဲအမြဲတမ်း consistency ကောင်းတယ်ဗျာရိုက်လိုက်တိုင်းဒီပုံဆိုဒီပုံပဲထွက်တယ်အဲဆိုတော့အဲ့ဒါလေးကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะအခုဒီမှာ screen မှာပြထားတဲ့ကိုဖုံးကျော်သူကိုညာဘက်မှာကျွန်တော် portrait mode နဲ့ရိုက်ထားတဲ့ portrait ကိုမှကျွန်တော်ဒီ tele photo sensor နဲ့ရိုက်ထားတာပေါ့เนาะအဲ့ကောင်နဲ့ရိုက်ထားတဲ့ပုံတွေကိုကြည့်မယ်ဆိုရင်ဒီကောင်နဲ့ကောင်တော့ HD detection ကတော့လုံးဝမကောင်းဘူး ဒါတော့ Xiaomi ဖြစ်နေရဆိုတာအဲဒီကောင်တွေရဲ့ mid range ဖုန်ဖြစ်နေတယ်လို့ပဲပြောရမှာပေါ့နော် KD Pro ကကြာတော့ဒါ flagship K လာဒီဘက်ကောင်ကကြာတော့ mid range ဖုန်မလို့ပေါ့ဒါပေမဲ့လည်းကျွန်တော်ကတခုမကြိုက်တာဘာလဲဆိုရင်တော့ CV ဆိုရင်ဗျာအဲကင်မရာအသားပေးဆိုပြီးတော့သူတို့ကလုံးဝဦးစားပေးချိန်ညာထားတာပေါ့နော်အဲ့လိုကင်မရာအသားပေးမို့လို့ဒီကောင်ရဲ့ SOC တွေတည်ရမှာတခြားနေရာ wireless charging လို့ပါအဲ့လိုနေရာမှာအများကြီးသွားလျှော့ထားပြီးတော့ကင်မရာကိုကြတော့ အဲဒီနေရာလေးမှာပိုကောင်းတော့လုတ်ပေးတဲ့လို့ထင်တယ် flashing နဲ့အတူတူလုတ်ပေးတဲ့လို့ထင်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါလုံးဝ hd detection မကောင်းဘူးလို့ပြောလို့ရရယ်နောက်တစ်ချက်ကကျတော့ဘာသွားတွေ့လဲဆိုရင်စွမ်းနာပြောတော့ဘယ်1တုံးနဲ့9တုံးပေါ့နော်ကိုပုံးကျော်သူရဲ့မျက်နာကိုကျွန်တော်ခုတမိနည်းနည်းလေးဇွန်းဖြဲကြည့်လိုက်မယ်ဆိုရင်အဲ kad pro မှာကျတော့နည်းနည်းလေး watching ချင်းမျက်နာကိုတွားပြီးတော့တကယ်ဟို natural tone ဘက်ကိုတွားတယ်ဒီမှာမှာကျတော့အရင်ရဖြူဖေးစွတ်တွားပြီးတော့အဲ့လို light color ကောင်မှအဲ့လို contrast များနေတာဗောနော contrast များနေပြီးတော့လုံးဝမွဲချောက်ချောက်ပြာနန်းတဲ့ပုံစံဖြစ်သွားတယ်ဆိုတော့ဒီလိုညမှာဆိုရင်တော့ဒီ skin color တုံးကိုလူအများစုက KD Pro ပို့ပြီးတော့ရွေးချယ်ကြညာလိမ့်မယ်လို့ထင်တယ်နောက်ထပ်ပြချင်တဲ့ဥပမာတစ်ခုကကြတော့ဒီကောင်းတစ်ကောင်းရဲ့အယူဆမတူတဲ့ဆိုတဲ့အပိုင်းပါဗောနောပြောရမယ်ဆိုရင် contrast များရတယ်နဲ့မများရတယ်မှာတချို့နေရာတွေမှာကျတော့ contrast များတာကောင်းပြီးတော့တချို့နေရာတွေမှာကျတော့ contrast နည်းနေတာကပို့ပြီးတော့ကောင်းတယ်ဗောနောအခုဒီပုံမှာဆိုရင် CV5 Pro က contrast ပို့များတာဖြစ်တဲ့အတွက် အခုကျွန်တော် night scene ကိုဗျာလုံးဝ against the light ကြီးပေါ့နော်အိမ်မီလုံးကိုရိုက်ချလိုက်တဲ့အချိန်မှာ contrast ပိုများတဲ့ကောင်ကတကယ်အဲဘယ်လိုပြောမလဲအပြင်မှာမြင်နေရတဲ့အတိုင်းအဲရုပ်ထွက်ကိုပေးနိုင်တယ်ဒီဘက်က KD Pro ကကျတော့အဲ့ဒီ brightness ကြီးကိုမထိန်းနိုင်တဲ့အတွက်သူ့ရဲ့ screen တစ်ခုလုံးမှာအဲ့လို flare လို့လို့ဒါမှမဟုတ် hiss တစ်ခုပေါ့နော်မြူတွေအုပ်နေသလိုလိုဖြစ်သွားတာကဒါကောင်ရဲ့ software အားနည်းချက်လို့ပဲပြောရမယ်ဒါကကျွန်တော်ဘယ်လိုမှပြင်ပြီးတော့ရိုက်ပေးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟိုဒီကောင်ရဲ့ software ကအဲ့လိုပဲဖြစ်နေလို့ပါ maybe တခုတော့ရှိတာပေါ့ဒီကောင်းရဲ့ KD Pro ရဲ့ brightness ကြီးကိုလုံးဝကျွန်တော်တို့ short ပြီးတော့ရိုက်လိုက်မယ်ဆိုရင်တော့မှဒီစင်းတစ်ခုလုံးဝမိန်သွားမှာဖြစ်တဲ့အတွက်ဒီဘက်က CV5 Pro ရဲ့ရုပ်နဲ့တော့ဘလုံးမှတူနေမှာမဟုတ်ဘူးဒါတော့ကျွန်တော် promo မှာချိန်ပြီးတော့ရရင်ပြောတာပေါ့နော်ဒါကြတော့နောက်ထပ်ဥပမာတစ်ခုပေါ့နော်ဘာလဲဆိုရင်တော့ contrast အရန်မများဘဲနဲ့ဝမ်းတုံးဘက်သွားတဲ့ color ကတချို့နေရာမှာပို့ပြီးတော့လှတယ်ဆိုတာပြကျင်တာအခုဒီ type ပုံကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီဘက်က CV5 Pro ကကြတော့ contrast ပုံများပြီး shadow ပုံတင်လာတဲ့အတွက်ပုံမှန်သွားတယ်အဲ့ဒါကိုမှကျွန်တော်ကူတုံးဖြစ်တဲ့အတွက် color ကြီးကကြတော့ဒါလည်းချိုးကြိုက်တဲ့သူလည်းကြိုက်မှာပေါ့နော်ကျွန်တော်အနေနဲ့ကကြတော့ဒါကြီးကတော်တော်ကြီးကိုမှောက်သွားပြီးတော့မလာဘူးလို့မြင်တယ်ဒီဘက်က KAD Pro ကကြတော့သူကအရန် shadow တွေမတင်ဘဲနဲ့ brightness နည်းနည်းများတဲ့အတွက်ပြီးတော့1 tone လည်းဖြစ်သွားတဲ့အတွက်ဒီဘက်ကဓာတ်ပုံလေးကကြတော့ပို့ပြီးတော့ dramatic ဖြစ်တယ်လို့ခံစားရတယ်ပြီးတော့နောက်တစ်ချက်ကမတိမတာဆိုပေမဲ့နည်းနည်းလေး zoom ဖြည့်ကြည့်ရင်တိတာနိုင်တဲ့အချက်ကဒီဖုန်းနှလုံးမှာကျွန်တော်တို့ sharpness နဲ့ ဟောဘယ်လိုပြောရမလဲဟို smooth ပေါ့နော် smooth လုပ်ပြတာနဲ့ကနည်းနည်းလေးကွာတယ်။ဘာလဲဆိုရင်တော့ဒီဘက်က KAD Pro မှာကနည်းနည်းလေး sharpness တင်ပြီးတော့ဒီဘက်က CV5 Pro မှာကကြာတော့ဒါအဲ detail တွေကိုနည်းနည်းလေး smooth လုပ်ပြတယ်ပေါ့နော် smooth out လုပ်ပြတယ်။ဆိုတော့ဒီခုကျွန်တော်ပြထားတဲ့ပုံပုံမှာကြီးလိုက်မယ်ဆိုရင်ဒီဘက်ကအဲဇပင်ပေါ့နော်ဇပင်မှာက KAD Pro ကပို့ပြီးတော့ဒီဒီတချောင်းကြီးတွေမြင်ရပြီးတော့ CV5 Pro မှာကကြာတော့နည်းနည်းလေး ဲ့လို smooth ဖြစ်သွားတယ်ဗောနော်စပင်မကွဲတော့ဘူးလို့များတယ်တကယ်တမ်းကကျတော့ဒါကပို့ပြီးတော့ delay ကောင်းတာမကောင်းတာဆိုတာထက် sharpness များတာမများတာလည်းပဲသွားပြီးတော့ဆိုင်တယ်ဗောနော်ဆိုတော့ဒီလိုနေရာမှာဆိုရင်လေလူတွေလူအများစုက KD Pro ပို့ပြီးတော့ကြိုက်ကြမယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ main sensor နဲ့ဆိုင်တဲ့အပိုင်းတွေဗောနော်နောက်ထပ် telephoto ချင်းကိုရှင်ပြီးတော့ပြောရမယ်ဆိုရင်တော့အဲ Redmi ကဒီတစ်ခေါက်မှာက तू က 2.5x ကိုမှနောက်ထပ် 2x ပေါ့နော် 5x digital ဆွဲပွင့်ပေးထားတယ်ဆိုပေမဲ့ တကယ်တမ်းကကြတော့ CV5 Pro လောက်မကောင်းနေဘူးလို့ပဲပြောရမယ်။ CV5 Pro မှာကျတော့ကျွန်တော်တို့ default အနေနဲ့ဆိုရင်ဒီကောင်ကသူ့ရဲ့ telephoto အဲ 2.4x ပေါ့နော်။ 2.4x ကိုအဲ default အနေနဲ့ပဲပေးထားတယ်။ကျွန်တော်တို့ 5x ထည့်ပြီးတော့ချက်ရင်လည်းဆိုရင်တော့ကိုယ့်ဘက်ကို manual ထည့်ပြီးတော့ချက်ရမယ်ပေါ့နော်။ဒါပေမဲ့လေဒီလိုမျိုး manual ထည့်ပြီးတော့ထပ်ပြီးတော့ချက်ရတယ်ဆိုရင်တော့မှဒါတွေကလည်း digital ဆိုမယ်ဒီကောက်မှလည်းပါလဲ digital ဆိုမယ်အတူတူကအတူတူပဲဒါပေမဲ့ ောက်ဆုံးထွက်လာတဲ့ဒီဒေးမှာကျတော့ CV5 ပို့ပြီးတော့တာတယ်နေခင်းမဲ့ရရင်မတိတာပဲမဲ့ညဘက်မှာရရင်တော်တော်တိတာအခုကျွန်တော်ပြထားတဲ့ပုံတော့ပုံပဲရှင်းပြီးတော့ကြည့်လိုက်ပါတော့ဘာကွာပါလဲဆိုရင်တော့ဝေးကွာသွားပါမဟုတ်စားတကယ်တကယ်ပြောတာကျွန်တော်အဝေးရနေရာကိုဇွန်လန်းဆွဲတာဖြစ်တဲ့အတွက်မကြည့်ဘလောက်တောင်ကွာလဲဆိုရင်ဗျာကျွန်တော်တို့လုံးဝအယောင်မွဲချောင်းချောင်းနဲ့ ဓာတ်ပုံဒီ scenery တစ်ခုလုံးမှာဘာတီသေးမှမရှိတော့ဘဲနဲ့ကာလာတွေပါပျောက်သွားတယ်လို့ခံစားရတယ် black and white မဖြစ်တဖြစ်ပဲဒါဒီကောင်ရဲ့ digital 5x နဲ့ရိုက်တာပေါ့တော့ဒီဘက်က CV5 Pro ရဲ့ digital 5x ကတော်တော်ကြီးကိုအဆင်ပြေနေတယ်ဒါ mirror phone ဆိုရင်တော့မှတော်တော်ကြီးကိုအဆင်ပြေနေတယ်ဆိုတဲ့အထဲမှာပါတယ်ဆိုတော့ဟိုဒီ telephoto မှာကကြတော့ကျွန်တော်တို့တကယ်ပိုကောင်းတာလို့ချင်း CV5 Pro ရွေးရမှာပေါ့နော်နေကင်းမှမှာတော့အရင်မသိတာပဲမညာဘက်ကျရင်တွားပြီးတော့စကားပြောလိမ့်မယ်ဆိုတော့ဒီကောင်တစ်ကောင်ရဲ့ကင်မရာမှာကွာခြားမှုတွေကတော့ဒီလောက်ပဲ ultra wide ဆိုရင်လည်းအတူတူပဲအဲ့ဒါကိုမှကျွန်တော်တို့ video recording လုပ်မယ်ဆိုရင်လည်း 4K 60တွေဒါ Sephora 4K 60တွေ Big Camera 4K 60တွေအကုန်လုံးကအရောင်တွေရော contrast တွေရောအတူတူပဲညဘက်ပဲရိုက်ရိုက်နေ့ဘက်ပဲရိုက်ရိုက်ပေါ့တော့ဒါဒီမှာတော့အရင်ကွာခြားမှုမရှိဘူးဆိုတော့အဓိကကွာခြားတာ main camera နဲ့ကျွန်တော်တို့ဒီ ဟိုတယ်လီဖိုတိုပေါ့နော်အဲ့ဒီနှစ်ခုမှာတော့တော်တော်လေးကိုကွာခြားတယ်ဗျဖုန်းနှလုံးကကျွန်တော်တို့ဒါသုံးနေကြသူတယောက်ကိုပြတ်ကြည့်လိုက်တာနဲ့ဘယ်ဟာက CV လဲဘယ်ဟာက KD Pro လဲဆိုတာကိုတမ်းပြီးတော့သိနိုင်တဲ့အထိဟိုထင်ရှားတယ်ပေါ့နော်ဆိုတော့ဒီကောင်တစ်ကောင်ရဲ့ကင်မရာကွာခြားချက်ကတော့ဒီမှာလင်ပြီးပြီပေါ့နော်နောက်တက်ဆက်ပြီးတော့ပြောချင်တာကကြတော့ gaming experience ပိုင်းဒီမှာကျတော့ကျွန်တော်တို့ဘယ်လိုပဲပြောပြောပါ AE လေးကိုရှင်လို့ရမှာမဟုတ်ဘူး AE လေးဖြစ်တဲ့အပြင်ကဘာဒီကောင်ကတော်တော်ယူလေအေးတယ်ဘက်ထရီလည်းတော်တော်ခံတယ်ဘက်ထရီခံတာကတော့နောက်ကောင်လုံးတော်တော်ခံပါတယ်ဒီကောင်ဒီ Xiaomi ရဲ့ silicon ကောင်6000နေကအလကားမဟုတ်ဘူးဗျာတိလားတော်တော်ယူဘက်ထရီခံတယ် ဘယ်လိုဟန်တာဘုမအော်ဘယ်လိုပြောရမလဲအေးလေအေးသေးတယ်ဗျာနှာခေါင်းတော့အေးတယ်ဒါပေမဲ့အဲ့အီလက်ကကြတော့နည်းနည်းပို့ပြီးတော့အေးရလို့ခံစားရတယ်အဓိကကျတော့ဂန်ရှင်းလို့ဂိမ်းသွားဆော့ပြီဆိုရင်ဒီကောင်းရဲ့ဟိုအပူကိုထိနိုင်နေတဲ့ဟာကဒီ CV5 Pro နဲ့တော်တော်ကြီးကိုကွာသွားပြီဆိုတော့ဂိမင်းဘိုင်းမှာတော့လုံးဝအဲ့အီလင်노ကောက်တာလို့ပဲပြောရပါဘောနော်ဒါပေမဲ့လေဒီဖုန်းနှလုံးကိုကျွန်တော်တို့ SOC တစ်ခုလည်းကြည့်ပြီးတော့ရွေးမယ်ဆိုရင်တော့ဒီဘက်ကကောင်းအာ KD Pro အများကြီးရွေးချင်ကြပါဘောနော်ဒါပေမဲ့ brother တို့ကျွန်တော်တို့တစ်ခုမေးမယ်ဒီဘက်ကနောက်ကရုပ်တီကိုကြည့်ဘယ်ကောင်ရုပ်ထုတ်ကပို့လာတယ် အဲ့ဒါကူမှဒီဘက်ကဘေးပေါင် maybe ဒီကောင်အမဲဖြစ်နေလို့လည်းဖြစ်မှာဒါပေမဲ့အမဲမှပူလာချမ်းရောက်နေပိုရုပ်ဆိုးတယ် CV5 Pro ရဲ့ဘေးပေါင်တွေရာလေကျွန်တော်တို့ဒီ15 Ultra တို့ Xiaomi 15 Pro တို့ ਨੇ လုံးဝဒီဇိုင်းကတပုံစံနဲ့တက်ထရတယ်ဗျာဒီလားဒီကောင်ဘေးပေါင်တွေရောပြီးပါရင်ဒီကောင်ဘေး quality ကြစ်ကြစ်လစ်လစ် hand feeling အဲ့ဒါတွေကဒီဘက်က KD Pro နဲ့ဘာမှမဆိုင်ကျွန်တော်ဒီဖုန်းနှလုံးအများကြီးမျက်လုံးမေ့ပြီးတော့လက်ထဲမှာကိုင်လိုက်ရင်ဘယ်ဖုန်းကပို့ပြီးတော့ဈေးကြီးတဲ့ဖုန်းလဲလို့ဟိုဒါ random pad တွေကိုလိုက်မေးတယ်ဆိုရင်တော့ကျွန်တော် CV5 Pro ပို့ပြီးတော့ဈေးကြီးတယ်လို့ပြောလိုက်မယ် ဒီကောင်ရဲ့ဘေးကွာလတီကအဲ့လောက်ကြီးကိုကွာလာပြီးရင်ရုပ်တွေဒီဇိုင်းလုတ်တွေရောပဲပြီးတော့နောက်တစ်ခုကပါလဲဆိုတော့အဲ့ဒါလည်းကျွန်တော်ဒါအမဲ fashion ဖြစ်နေလို့ဖြစ်မယ်ပေါ့နော်ဒီကောင်ရဲ့ဘေးပေါင်တွေကအရန်ကြီးမညီမညာနဲ့ပူကြီးရလို့ခံစားရတယ်အဲ့ဒီအချိန်မှာဒီကောင်ရဲ့ quad cap display ဘေးပေါင်ဘက်ဆယ်လေးတွေကပူပြီးတော့ညီညီညာညာရှိတယ်တချို့ကကျတော့ဒီဘွားပေးရှိတ်ကင်မရာကတ်တော့ကြီးကိုကြိုက်ရှင်မှာကြိုက်မှာပေါ့ဒါပေမဲ့သူ့ဟာနဲ့သူလုံးဝ asset လို့ကဖြစ်တယ်ဗျာသိလားနောက်ထပ်ကွာချချက်တစ်ခုကအထူးတက်လေတော့မဟုတ်ပေမဲ့ဒီနေ့မှာကျွန်တော်နည်းနည်းလေးထည့်ပြောခြင်းတဲ့အပိုင်းပေါ့နော်ဘာလဲဆိုတော့ဒီကောင်နောက်ကောင်မှာ haptic feedback က နည်းနည်းกว่าတယ်နည်းနည်းกว่าဆိုတာ KAD Pro ကကြတော့နည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ဒီဘက်က CV5 Pro ရဲ့ haptic ကနည်းနည်းလေးပို့ပြီးတော့အားနေတယ်ဒါကလည်းဟိုသူ့ကင်မရာဘိုင်းဟိုဘောနော်လိုက်ကာနဲ့ပူပေါင်းလိုက်ရတဲ့အတွက်အဲပေးဆက်လိုက်ရတဲ့အပိုင်းလေးတွေလိုပဲပြောရမှာပေါ့ပြီးရင်နောက်ခါကျတော့ဒီ speaker ဘိုင်း speaker ဘိုင်းမှာ KAD Pro ကအကောင်းဆုံးမဟုတ်ပေမဲ့ CV5 Pro ရဲ့ speaker ကြီးကဒီတစ်ခါမှာတော်တော်ကြီးကို flat ဖြစ်လုံနေပြဒါကကျွန်တော်လုံးဝ personally မကြိုက်တဲ့အပိုင်းပေါ့နော် Okay အဲ့တော့ဒီကောင်တစ်ကောင်ရဲ့နောက်ဆုံးခွာခြားချက်အနေနဲ့ဆိုရင်တော့ display ဘိုင်းပေါ့နော် ဒီဘက်က KD Pro က 2K ဒီကောင်က 1.5K ဆိုပေမဲ့ကျွန်တော်ပြောပြမယ် brother တို့ 1.5K ဒီကောင်အောင်မဲ့ယူဒီကောင်က premium dimming ဒီ2560ရကျွန်တော်အမောင်ထဲမှာဖုန်းသုံးတဲ့အချိန်ညာတော်တော်ကြီးကိုပို့ပြီးတော့တိတာတယ်ပြီးွားရင်ဘယ်လိုပြောမလဲဟိုဒီကောင်က display ratio ကြောင့်ပဲကျွန်တော်ပြောရမှာပေါ့နော်အဓိကဒီကောင်ကဘောင်းနေကြီးနေတာရောဒီ amaze ဖြစ်နေတာရောကျွန်တော်ဒီဖုန်းကိုအဲ့လိုမျိုးရုပ်ရှင်ကြည့်လာတော့ game ဆော့တာလို့ဆိုတဲ့အချိန်မှာ ဘလို့မှတိတ်ပြီးတော့ကြည်ရ feeling မလာဘူးဗျဒီဘက်ကဒီ6.55កောင်လေးကကျွန်တော်တို့အများကြီးပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါကလေကျွန်တော်ရဲ့ maybe percent နဲ့ဆိုင်ဆိုင်မယ်ဒါပေမဲ့ဆောင်းနာပြောတယ်မျက်လုံးတက်တာတာမျက်လုံးညောင်းတက်တာတာတော့လုံးဝဒါကြိုက်တဲ့လူသွားမေးပေါ့နော် CV5 Pro ကအများကြီးပို့ပြီးတော့တာနေလိမ့်မယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဖုန်းနှလုံးရဲ့ comparison ကိုမျောနေတဲ့ပြည့်တက်ကြီးလေဒါအနှဲငယ်ပေါ့နော်ရွေးချယ်ဖို့စဉ်းစားကြရသွားမယ်လို့ထင်ပါတယ် ပြောခဲ့သလိုပဲပေါ့နော်ဂိမ်းဆောင်မယ်ဆိုရင်တော့ KAD Pro ကျွန်တော်တို့ All Rounder ခြုံငုံမိပြီးတော့အကုန်သုံးညင်တယ်ဆိုရင်တော့ CV5 Pro ရွေးလို့ပဲကျွန်တော်ကတော့တိုက်တွန်းချက်ပါတယ်ကဲနောက်မှပဲတွေ့ကြတာပါ